အားလုံးပဲမင်္ဂလာပါအခုတော့ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ Graham Bell ဆိုတဲ့လူကြီးမင်းနဲ့တက်ဆိုင်နေပါတော့သူနဲ့တက်ဆက်ပြီးရေးထားဖြစ်တဲ့ဆိုတော့ခေါင်းစဉ်လေးကိုဖတ်ပြပါမယ် Hello Graham Bell လူကြီးမင်းရဲ့နေရာတစ်ဖက်ကို၅ပါခေါင်းစဉ်လေးကတော့အဲ့ဒီအကြောင်းအရာပဲဖြစ်ပါတယ်ဆိုတော့ပါရီမလူချိတ်ဆက်ပြီးတော့တွေးခေါ်ရအောင်လဲဆိုတော့ကိုနားဆင်ကြည့်အောင်ပါလူတိုင်းလူတိုင်းတယ်လီဖုန်းရှိနေလမ်းပေါ်မှာအခုလိုကားတွေလူတွေစဉ်ညံ့မနေတော့ဘူး ကျင်းဝင်းစောက်တရားကျောင်းတင်တဲ့တကူတဲ့မိတ်ဆွေအခွန်ရာရှိတဲ့ဦးကပြောခဲ့တဲ့ဖြစ်ပြီးဟုတ်ပါရဲ့သူပြောမှစဉ်းစားကြည့်မိသည်ကျွန်တော်တို့ဒီနေဆက်တူကဘာကြီးရကိစ္စများအတွက်လမ်းပေါ်မှာပက်စကာဒစီစီပေါ်မှာအချိန်တွေကုန်ဆုံးနေကြသည်တစုံတယောက်နဲ့ချင်းဆိုထားမိလို့ချင်းချက်ထားခဲ့တဲ့အတိုင်းမလာရောက်နိုင်တော့တဲ့အကြောင်းပြန်ချဖို့ကိစ္စကြီးငယ်တိုင်ပင်ခြင်းလို့ အကြံဉာဏ်တောက်ခံဖို့အကြောင်းတစ်ခုမဟုတ်တစ်ခုခုဖြင့်ကျွန်တော်တို့၏အသက်နှင့်ဆက်၍ဝယ်ယူထားခဲ့ရသောအခြေအနေကိုလမ်းမတွေပေါ်မှာပတ်စကားတစည်းစည်းပေါ်မှာအချိန်ဤတုံပြခဲ့ကြသည်တယ်လီဖုန်းလေးတစ်လုံးတော့ရှိမည်ဆိုရင်တော့ကနန်း၆လုံးပေါ်တို့လက်ညှိုးလေးကိုအတားအယာကွေးညှို့လိုက်ရုံဖြင့်အကြောင်းကိစ္စများစွာပြင်းပြအောင်မြင်နိုင်ပြီလိမ့်မည်တယ်လီဖုန်းနဲ့ပေါ်ရင်မရတော့ဇာမနကိစ္စမျိုးမှလွဲရေးဆိုပါတော့။အိုးကြည်တဲ့ဒရိုက်ဘာကင်ကလည်းတယ်လီဖုန်းနဲ့တော့ ညစဉ်ထိုးလေးလေးရှိတော့ကိုရီးယားဇလန်းတွေကြည်တိုင်းကျင်းတော်မိမထံမှတစ်ချက်တစ်ချက်အတန်ထွက်ထွက်လာတတ်သည်တညလည်းမဟုတ်နှစ်ညလည်းမဟုတ်အင်ကန်လာကမြအလင်းမီရောမပေးနိုင်သည်ကုမ္ပဏီအောက်ခြေအလုပ်သမားကလည်းလက်ကင်ဖုံးတစ်လုံးလက်ကင်ဖုံးတစ်လုံးနဲ့ဒေကင်ကင်နဲ့ဆိုတော့ကျွန်တော်နားကြီးရသည် လွန်ခဲ့သောနှစ်ပေါင်း20လောက်ကဖတ်ခဲ့ရသောကာတွန်းလေးတို့ကိုမကြာမကြာတရိယာမီလီပထမတစ်ခုမှာဟိရောကြောက်လို့မရင်ငွေတစ်ချက်ရှိရမယ်ဟုလူတစ်ယောက်ကလက်သေးလက်မောင်းတိုင်းပြီးအော်ပြောနေမှာဖြစ်သည်ဒုတိယတစ်ခုမှာတော့ထိုသူကသူ့အိတ်ကထင်မှာငွေအခြေစိတ်ကလေးတွေကိုရေးတွက်နေမှာဖြစ်သည်တတိယတစ်ခုမှာသူလက်သေးလက်မောင်းတိုင်းပြီးအော်ပြောနေပုံကိုယူဆထားသည်ဟေ့ယောက်ျားကောင်းမရင်85ပြရှိရမယ်ကွာဟုဖြစ်သည် လုံခဲ့သောတစ်နှစ်လောက်က GSM ဖုန်းတစ်လုံး9ရန်းသုံးဆွဲခွင့်ရကြောင်းဆက်သွယ်ရေးဌာနကအကြောင်းကြားတဲ့ပြင်ကျွန်ုပ်မိမသည်ရှိစုမဲ့စုလေးရဲ့ရောင်းချကဖုန်းလေးတစ်ကိုင်ခန့်ဖြစ်နေမြန်သည်ဆက်သွယ်ရေးဌာနကိုနက်နက်တိုင်းမြစ်တာပို့သက်ပြည်တွင်နဲ့ဟလိုအမိတ်ရှိပါရှင်ဟုတန်နေတန်ထားဖြင့်လေ့ကျင့်နေတာကိုကြားချနေရသည်တမနဲ့တွင်တော့ထူးဆန်းသောစကားတစ်ပုံကြားရသည်ဖုန်းရှိမှဖုန်းရှိတာတော်ရဲ့ကျွန်တော်ဒီအကျွေစိတ်ကလေး85ပြားကိုမြင်အောင်လိုက်မိသည် ဟယ်လိုကျွန်တော်ညီညီနားထောင်နေပါတယ်။ရင်ကျေးဖွေရနေဆက်လင်း၏ဒေါက်တာညီညီဤတယ်လီဖုန်းထူးတံကိုဆန်နမူနာထား၍ရေးသောဆောင်းမတစ်ပုဒ်ထို့လုံးကဖတ်ပူပါသည်။လူတုံးနေတူတွေ့ဆုံဆန်ကြရာတွင်ကျင့်သုံးလိုက်နာအသည့်ကျင့်ဝင်စည်းကမ်းအလေးထားများရှိစေကဲ့သို့တယ်လီဖုန်းခေါ်ရာထူးရာတွင်လိုက်နာအသည့်အလေးအထုံများရှိနိုင်ပါသည်။ ethnic ဟုမဆိုနိုင်တော့မှ habits ဟုဆိုင်ရဖြစ်ပါသည်။ဟယ်လိုအခုနားထောင်နေတာဘယ်သူလဲ။ ဖုံးဆက်တင်ခေါ်သူသူကဖုံးထူးသူကိုအထက်စီးလေးတဲ့ဖြင့်ဆက်တင်မင်းမြန်လိုက်ခြင်းဖြစ်ပါသည်။လုံခဲ့သောနှစ်ပေါင်း20ကျော်ကမြို့ကလေးတစ်မြို့တွင်ထိုတို့အထက်စီးယူ၍ဖုံးခေါ်တဲ့သောအငယ်တန်းဆရေးကိုထွန်းသူကိုထွန်းဆိုသူကိုတစ်မြို့လုံးကမုန်းကြပါတယ်။ဖုံးဆက်တင်ခေါ်သူကသူမီသူမီဝါဖြစ်ကြောင်းဆက်တင်ပြောရရရရှိပါလျက်ကိုထွန်းမို့ဖုံးခေါ်ပြီဆိုရင်အထက်ပါတိုင်းအထက်စီးကမေးတဲ့စနေဖြစ်ပါသည်။ဒီနေ့တော့ဟယ်လိုအခုနားထောင်နေတာဘယ်သူပါလဲ။ အခုဖုန်းကုန်နေတော့ဘာလို့လဲဆိုတာကိုအရင်ပြောသေးချင်ပါတယ်ကိုထွန်းအတန်မှန်သိရခက်တင်းတင်းပြန်မိလိုက်ချင်းဖြစ်သည်ကိုထွန်းကလည်းမလျှော်သေးသူ့နမည်ကိုစောက်ရွံ့ပြောဖို့ဝန်လေးတက်သူပြီးပြီးသူကနမည်ကိုမပြောဘဲသူ့အလုပ်ဌာနကိုပြောသည်ကိုလက်ဌာနကပါသူ့ဌာနကအတန်အတန်အရေးပါသည်ဌာနကိုမေးတာမဟုတ်ပါဘူးခေါ်သူရဲ့နမည်ကိုမေးတာပါကိုလက်ဌာနကပါလို့ပြောနေပြီပဲဗျာ ဟုတ်ပြီလေခဏရဲ့မနေကြဘူးဆိုတင်လားယုံကူမောင်ညွန့်လားဟုတ်မေးနေတာဒီတော့မှကိုတော့ကပြပြတလဲဖြစ်သည်မဟုတ်ပါဘူးကျွန်တော်ကိုထွန်းပါတယ်လေခင်မီဝင်ရွတ်ရွတ်လာသည်နဲ့အမြဤပညာစတဲ့ဤကရိယာတို့လည်းတဖြည်းဖြည်းပို၍ပို၍ဈေးချူပေါများလာတော့ဒီမှာတည်ကြလာပါသည်လူရန်လူလိုတယ်လီဖုန်းကန်နေတော့မိကာလာမှာမဝေးတော့ဘူးဟုထင်မိပါသည် တယ်လီဖုန်းမှာလည်းတယ်လီဖုန်းယဉ်ကျေးမှုဖွေရှိပါသည်ဆရာကြီးဒေါက်တာညီညီလမယဉ်ကျေးမခွေရတော့မှမြို့ကလေးတစ်မြို့ကကိုထွန်းတော့တော့မြိုင်းဆိုင်တင်မှုထင်ပါသည်ဟယ်လိုဆရာလားခင်ဗျကျွန်တော်9မိနစ်လောက်ပြောလို့ရမလားခင်ဗျကျွန်တော်ဆရာတယောက်ထံတယ်လီဖုန်းဆက်လင်းည9နာရီနဲ့9နာရီကြာမှမဆက်မိဖို့တတိထားရသည်ဆရာဤဦးရီယိုနောက်ထောင်ချေကိုအနောက်ရှက်မပေးလို့ဖြစ်ပါသည် အခြားအချိန်ဆက်လင်းလဲအထက်ပါကဲ့သို့ဥဆောင်မီးပြီးအစဉ်ပြေမှဆက်ရပြောသင့်သည်ဟုထင်ပါသည်တစ်ဖက်လူကိုထမင်းဆိုင်တလန်ထူးချင်းဖြစ်နိုင်သည်အေးကြီးသောဧည့်သည်တို့ဦးနှင့်စကားပြောနေတော့ဖုံးနှံကြ၍ထူးချင်းလဲဖြစ်နိုင်ပါသည်အကြောင်းကိစ္စတို့ကိုကိုနှင့်မအားမလတ်ဖြစ်နေတော့ဖုံးဆက်တင်ခေါ်ဆိုသူကဘူးမတိပါမတိပေရှည်နေလင်ဘလောက်စိတ်အနှောက်ယှက်ဖြစ်လိုက်လိမ့်မလဲကိုဘက်ကတခုခုတောင်းဆိုတောင်းခံတာမျိုးဆိုရင်မအောင်မြင်ဖို့ဘလောက်တေချာတွားလိုက်မလဲ ဖုန်းခေါ်သူနဲ့ဖုန်းထူးသူတို့သည်တဦးအတဦးမမြင်နိုင်ခြင်းကြောင့်တမင်ရည်ရွယ်ခြင်းမရှိသည့်တိုင်ရိုင်းဆိုင်မှုသို့မဟုတ်အလိုက်တသိမရှိမှုဖြစ်သွားနိုင်ပေသည်ကျွန်တော်မစ်ဆွေကတ်တုန်းဆရာတယောက်ဆိုရင်အချိန်ပြည့်ကွန်ပျူတာရှေ့မှာထိုင်၍အလုပ်လုပ်နေရသည်သူ့တယ်လီဖုန်းကသူ့နှင့်လက်တလန်းအကွာမှာမရှိဖုန်းမီလင်ကွန်ပျူတာရှေ့မှာထသွား၍နားထောင်လို့ပြောလို့ရသည် ကိစ္စတစ်ခုခုဖြင့်သူထံဖုံးခေါ်ပြီးသူကလင်းရင်ပြန်မောအခုပဲတက်တော့မလို့လို့အတန်မျိုးဖြင့်ထူးခဲ့လေတေချာသောအချက်မှာသူအလွန်အလုံရှုံနေပြီထို့အတန်မျိုးနဲ့ပြန်ထူးတန်ချရတိုင်းကျွန်တော်ဒီဒါပဲမဟုတ်လားကိုရင့်မှာဟုသူကမပြောလိုက်နိုင်ပြီးဖုံးကိုဥစွာချက်ပြစ်နိုင်ဖို့ကြိုးစားရသည်လူတွေအကင်းပိုင်ရင်တိတ်ကောင်းပါပဲဗျာ ကျွန်တော်တို့နှစ်ယောက်လက်ဖက်ရည်ဆိုင်အတူထိုင်၍ရင်ဖွင့်မိသောနေ့ရက်တွေရှိခဲ့သည်။ဤသူမဆိုကျွန်တော်ဒီမှာအလုတ်များနေပါတယ်ဗျာဟုခက်ပြောင်ပြောင်းပြောထွက်နိုင်ကြသည်မဟုတ်။လူချင်းမခေါ်သောဂျီအက်ဆမ်တယ်လီဖုန်းမှာဆက်သွယ်ရေးဧရိယာပြင်ပသို့ရောက်ရှိနေပါသဖြင့် ကံကောင်းတဲ့ဖြင့်ပုံလေးတစ်လုံးကံခွင့်ရသည်ကံဆိုးခြင်းတော့ကျွန်တော်နေထိုင်သည့်ကြောင်မြောင်းနိုင်ငံကဆက်သွယ်အေဒီယာပြင်ပသို့ရောက်နေသည်တိုက်အမြင့်တွေကြောင့်လား network နဲ့လွတ်နေသောကြောင့်လားမသိကြောင်မြောင်းပြန်ရောက်တဲ့နေ့ဖုန်းကခုံမြတ်နေတော့တာများသည်ခမည်းဖုန်းကိုဆက်လိုက်လို့ဆက်သွယ်အေဒီယာပြင်ပဆိုတာနဲ့ကျွန်တော်တို့ကတွေ့လို့ရပြီခမည်းအိမ်ပြန်ရောက်နေပြီလို့လေ တနေ့တော့မစ္စတာဟူကကျွန်တော်ထံဖုန်းဆက်သည်ခမည်းဆရာကခမည်းစီဖုန်းဆက်တာလူကြီးမင်းနဲ့ကြီးတွေ့တွေ့နေလို့စိတ်တူနေတယ်။သူစီချက်ချင်းဖုန်းခေါ်ပါလို့ပြောတယ်ဟုဆိုသည်ကျွန်တော်ကဆရာတန်ဆက်လိုက်ပြီသူပြောတာကိုကျွန်တော်ကောင်းကောင်းချရသည်ကျွန်တော်ပြောတာကိုသူ့ဘက်မှကောင်းစွာကြားပုံမရမင်းအဲ့ဒီပုံကိုချတာပြီးငါစီအခုချက်ချင်းလာခဲ့ပြီတော့ဟုဆိုသည်ဖြင့်ရောတော်ပါပြေးလွှားခဲ့ပြီသည် ကျွန်တော်တို့ဖုန်းခေါ်တိုင်းလူကြီးမင်းရဲ့ဒီတိုးတိုးနေတယ်ဟုဆိုကမိစေတငယ်ချင်းတို့ကညွညွညင်ဖြစ်ခဲ့ပါဦးများသည်အိမ်တဲကမကြားတစ်ချက်ကြားတစ်ချက်ဖြစ်နေပြီးဝန်ရတာ ထွက်ပြောပြန်တော့တရက်ခွလုံးချအောင်မိုက်နဲ့အော်ပါလားဟုငေါ်တော်တော်အပြောခံရသည်အဲ့ဒါပြောတာပေါ့ကျိုးဖုန်းလေးတစ်လုံးတောင်မှရအောင်မဆွမ်းဆိုင်နိုင်ဘူးဟုအော်အားပေးခြင်းကိုလည်းခံရပြန်သည်1896ဝန်းကျင်ကဂရီဟန်ဘဲဆိုသူသည် တယ်လီဖုန်းထုတ်လင့်သူကိုပထမဆုံးမှတ်ပုံတင်ခဲ့သည်ဟုဆိုသည်ထို့မှနှစ်ပေါင်း100ကျော်အထိကျွန်တော်သည်တယ်လီဖုန်းနှင့်တူတာဆိုလို့အနှိတ်သေးဘူးလို့ကိုပဲတုံးဆဲခဲ့ဘူးလေသည်1992ခုနှစ် digital ဖုန်းကိုဈေးဘက်မှာရောင်းသည်ဆိုတော့လဲကျွန်တော်အနာကခွင့်မရခဲ့သည်သူ့နောက်အစစ်စစ်နည်းပညာတွေတိုးတက်လာခဲ့ပြီးအင်တာနက်မှဖုန်းခေါ်နိုင်သည့် VOOP Voice Internet Protocol ဖုန်းများပေါ်လာသည့်အချိန်တွင်အကြောင်းကံထူးခြားစွာဖြင့်မိုဘိုင်းဖုန်းတစ်လုံးငှားရင်30ခွင့်ရခဲ့ခြင်းဖြစ်၍ရှင်းလင်းနှိမ့်သိမ့်နိုင်ခဲ့ပါသည်တို့ပေမဲ့တယ်လီဖုန်းယဉ်ကျေးမှုကို၍မကြာမကြာပြောတတ်သောကျွန်ုပ်မိုဘိုင်းဖုန်း၌ယဉ်ကျေးပွေရသောသက္ကလုံအချို့ကန့်ညီပါလာတော့သည့်လူကြီးမင်းမဲဖြစ်ပါသည်ကျွန်တော်အခုရောက်ရှိနေသောကိုရာအူမြို့မှနေ၍မိုင်းတထောင်ကျော်ပေါ်ပေးသော မိသားစုနဲ့မိဆွေသင်္ကဟများထံတယ်လီဖုန်းဖြင့်စကားပြောခွင့်ရသည်ကိုကျေးဇူးစကားဆိုချင်ပါသည်။တာရင်နာရေးအကုန်ပြောလို့ရတယ်ဗျ။မဖက်ရတာတခုပဲဟုဇနီးစဲထံနှစ်ရက်တကြိမ်ဖုန်းဆက်တတ်သောကျွန်ုပ်မိဆွေကြီးတို့ပြောသည့်အတိုင်းပဲဖြစ်ပါသည်။သို့ပေမဲ့ပူတာအိုကဖုန်းသည်ယူရုဖုန်းဖြစ်တဲ့ဖြင့်ပူတာအိုကပဲခေါ်လို့ရသည်။တခြားမျိုးမှနေရေးပူတာအိုကိုခေါ်လို့မရ။ IP star ဖုန်းပြောကားကလည်း10မိနစ်တရာကျက်ဖြစ်တဲ့ဖြင့် ဝင်ငါရချက်ပဲရှိရင်ပြောချင်တာကို9မိနစ်အတွင်းခတ်တုတ်တုတ်ပြောရသည်ကို့နောက်မှာတန်းစီစောင့်နေသောလူချင်းမင်းကိုအားနာရတာလဲပါသည်ဒီကြားထဲလူချင်းမင်းခေါ်ဆိုသောရစ်ဆန်ဖုံးမှာဆိုသောရင်ကြီးပွဲရာခြူတာသောအတန်လေးကိုစတင်ကြားလိုက်ရရင်ခြေကုန်လက်ပန်းကျသွားတတ်သည်ခမည်းပဲတယ်လီဖုန်းရင်ကြီးမှုဆိုဟုပြောလင်လဲခံယုံမဲရှိသည်ရင်ကြီးပွဲရာချင်းသည်ကောင်းပါ၏လူလာအပ်သည်မှန်ပါ၏ ပို၍လူလာအတီမှာအတုံးဝင်တံပိုးပဲဖြစ်မိထင်ပါသည်ဘရာပွင့်တဲ့2008ဇွန်လမှရေးတဲ့အစာဖြစ်ပါတယ်ဆိုတာကယဉ်ကျေးမှုတစ်ခုပဲဖြစ်ပါတယ်ယဉ်ကျေးမှုဆိုတာကဘယ်ရာမဆိုပေါ့နော်ယဉ်ကျေးချူတာတာကောင်းမွန်တဲ့အရာဖြစ်ပါတယ်ဆိုဒီထဲမှာပြောတာကတော့ယဉ်ကျေးပွေရခြင်းဒီကောင်းပါ ਈ လူလာအပ်ဒီမှန်ပါ ਈ ပို၍လူလာအပ်ဒီမှာအတော့ဝင်တံဖို့ပဲဖြစ်မိထင်ပါသည်ဆိုတော့ ဒါလည်းအမှန်တရားဖြစ်ပါတယ်တချို့လူတွေကြင်ကြင်တန်းတန်းနေခဲ့ကြရတယ်ဟိုဘောနော်သူတွေဘဝအချိန်လေးရဒါပေမဲ့သူတို့ရဲ့လုံနိုင်စွမ်းသူတို့ရဲ့စိတ်အမှန်နဲ့ပြီးနိုင်စွမ်းတွေကကြတော့တော်တော်အသုံးဝင်နေပေါ့နော်ဆိုအာပြန်မနှစ်ချက်လိုက်ရမယ်ဆိုရင်ရင်ကျင်းမှုကလည်းရှိတဲ့နဲ့အရာဖြစ်တဲ့อืมဒါပေမဲ့အသုံးဝင်မှုပေါ့နော်အသုံးဝင်မှုတက်မှုကိုယ်ကရင်ကျင်းတဲ့လူဖြစ်ရင်ကောင်းတယ်ဒါပေမဲ့ပိုပြီးမှပြည့်စုံဖို့ဆိုရင်တော့ အတုံးဝင်တဲ့လူဖြစ်ဖို့လည်းလိုအပ်နေတယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ဒါကဒီနေရာမဆိုးရင်ကျင်းမှုလေးရှိတဲ့နာချင်းဟောရှိတဲ့နဲ့လို့ပြောဆိုပြီးရနောက်မှာပုံပြီးမှအတုံးဝင်ပြီးတော့တံပိုးရှိတဲ့အနေထားကိုဖန်တီးရမယ်လို့ခန်းစားမိလိုက်ပါတယ်ဆိုအတော့ဝင်တံပိုးဖြစ်ဖို့ဆိုရင်ရေကြီးမှုကလည်းလိုအပ်တယ်လို့တံပြန်ချိတ်ဆက်နားလည်နိုင်ပါတယ်ဆိုတော့ဒါဆိုရင်နောက်ထပ်ခေါင်းစဉ်လေးတစ်ခုမှပြန်လည်ဆောင်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်